အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာမောင်ချင်းရေးသားတယ်တိန်တွင်ကိုတဲ့နေလို့အမိရတဲ့ရတဝိထုတို့လေးကိုကျွန်တော်ကိုရွှေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာ တိန်တွင်ကိုတဲ့နေနှွေနှောင်းရသည်ပေမို့လေကွင်းပြင်တပြန်တပြောတွင် ဖြူရော်ရော်ရိုးပြတ်ငုတ်တို့ကမင်းမူလျက်ရှိကွင်းလေကလေးဝေးဝိုက်ဆော်ကစားလိုက်ချိန်မှာတော့ရိုးပြတ်ငုတ်တို့ကို တွေ့တက်ရှင်တန်က တထောင်တထွားကန်ကြော်တက်လုံးလုံးဝေစာနေသော ကောက်ရိုးနယ်တို့သည်အညုံအဖူးကလေးများတငိုင်းငိုင်းတခါခါနှင့်ဘယ်ညာလူးလို့ရင်ကြံရစ်ခဲ့ကြသည်ကောင်းကင်ပြာကြီးအောင်ဟိုးခဝေဝေတော်တန်ပြပြကလေးကို နောက်ခံထား၍သူတို့ရဲ့သူတို့ရွာဤနာမည်ကျော်တော်ကဖျားကြီးကိုတန်လျက်တွေတပြက်ပြက်တရရဲ့ဝေဒီမှုံမိုင်းနေသည့်ကြားကလှမ်း၍ဖူးမြင်နေရသည် ဖျားပွဲတော်ကြီးပြီးသွားခဲ့ဒီမှာမကြသေးလာသည်မို့အသက်ဆက်ကလူဒန်းသာသောရွှေတင်ကန်းတော်သည် တောက်ပဝင်းလက်သောနှွေနေအောင်ဟက်ခါဝင်းပြောင်ရွှွန်ဤကြည့်ရမဝဖူးရမဝတက်ပဲလှလေတော်ဤပူပြင်းလောင်မြိုက်လာသောမြေဝကျုံးပေါ်ဒေတာနှွေရပူချိန်ကြောင့်တွန့်လင်ကောက်ကွေဝေးဝိုင်းလာသော လေပွေတို့ကလည်းပေါ်ပါရွတ်ကြွနေသောမျက်လျှောက်ကောက်ရိုးချောက်တို့ကိုတည်ဆောင်ကား ကျယ်ပြန့်လာသောဧကပေါင်းများစွာရှိသည့်လေကွင်းပြင်တွင်ဟိုကွေ့ဒီကောက်ပြေးလွားဆော်ပသားလျက်ရှိကြ၏ထိုလေပွေသည်တေးရင်မှုသူပမာရိုင်းထိုးရိုင်းထိုးနှင့်ဇုတ်ကနိရွာကလေးအားအုံဆိုင်ကာစီထားသောတစ်ပင်အုပ်တို့ကို အရှိန်နှင့်ပြေးဝင်မှွေရန်ပြီးအားရသောအခါတရွတ်တို့မြေပြင်ကြီးစီသို့တိုးခွေကြော်ဖြတ်သွားခဲ့လေပြီလေပွေ၏ဝှေ့ရမ်းမှုကြောင့် ကိုကိုရွှေလျှောက်မကြီးရွှေလျှောက်တရရွှေလျှောက်တို့သည်အိမ်တွေပေါ်လမ်းမတွေပေါ်မြေတလင်းတွေပေါ်တွင်တတော်တော်တအုပ်အုပ်အလောက်ရှုပ်ပြီးကြံရစ်ခဲကြလေသည်ခတ်တော်တော်လေပြေတဲတွင် အစကတော့ခတ်တဲ့တဲ့သာကြားရပြီနောက်တော့မပီဝိုတော်တဖြည်းဖြည်းနှင့်ကြည်မြပြပြန်လာသည်နှဲကြီးဤရွှဲတန်နှွဲတန်ပိုး၍ချက်၍ဆွဲလိုက်ကြသောလင်းကွင်းတန်နှင့်နေရီစည်းဝါကြကြဝါလခုတ်တန် အဖိုးအမဒိုးဘက်နှလုံးဤစွာလမာလာသောပပေဒိုးဘူတန်တို့သည် ပူပြင်းသောနေရောင်အောက်တွင်ငိုင်မြင်းညင်တက်နေသည့်ဇုတ်ကနိရွာကလေးကိုနှုံနိုးလိုက်လေသည် ထိုအတန်တို့၏နောက်တွင် ကပ်ပါလာသည်ကတော့ပွဲတိုင်းကျော်ကိုရှေဖောင်ဤတရှင်းတံပင်ဖြစ်လေတော့သည်ဒိုးဘက်ကိုလွယ်ယုံမြနှင့် မရခကွာမဲဆိုတားမောင်ကမူတားမောင်ကငူပပေဒိုးဘူး ရွာတောင်ပြားစီမှစကာလူစုပြီးကခုံတီးမှုတ်လာတော့ဒိုးဘက်အဖွဲသည်တဖြည်းဖြည်းနီးလာကအခုလောက်ဆိုလျင်ရွာလဲရှိအရေးအာဝါဒကောင်းလာတော့ခရေပင်ကြီးအောင်မြေတလင်းတွင်တီးသူကတီးဆိုသူကဆိုပြီးကိုင်းနေအောင်ကနေကြမည်ကိုညိုနှင့်ငခွေးကြီးတို့ကိုလှမ်း၍မြင်အောင်ကြည့်ရင်လေခွင်းပြင်ကျဲစီငေးမောနေသောဥတိုင်းကျော်တယောက်မှာတွားမရှိသည့်တဖုံးမဲကြီးများပေါ်အောင်ပြုံးမိလျက်သာဖြစ်သွားလေသည် အခုတလောဘာဖြစ်ဒီမသိရင်ဘက်ထဲကအဆူရအောင်ဒီဘာမှလှုပ်ရှင်ကိုင်ရင်စိတ်လည်းမရှိ အလိုလိုနေရင်မောမောနေတတ်သေးသည်သို့တော်သူဘဝကဇိမ်နှင့်မနေနိုင် မိုးမလင်းခင်ထား၍ညဉ့်နှမ်းမှအိယာဝင်ခဲ့ရသည်ကြီးဖြစ်၏လဲခြင်းမကျင်တတ်မည်ဆို၍နေ့လည်နေခင်မှာခဏကလေးတောင်မှကြော်မခင်ရပါနတင်းကုတ်ထဲတွင်ရှီသေးရှင်းလင်းကရှင်မိခိုထက်ရန်အုံးကွန်ချောင်းများနှရှိချောင်းများ အစဉ်နှင့်ပြင်ဆင်ထားပြီးနတ်စခေါင်းလေးကိုရေးထည့်မြတ်စွာဘုရားကောက်ရိုတမအောင်မှွေ၍ခန္ဓာခါးညောင်းဆန့်ရင်တင်းကုန်နောက်ဖက်ကွင်းပြင်ကျဲစီငေးမောနေရာမှအိမ်ဝိုင်းဘက်သို့ထွက်လာခဲ့လေသည်တင်းကုန်ဘေးကုတ်ကုတ်ပင်အောက်တွင်ကျိုးရှိရှိနှင့်လန်ထားသောတိုးပွားကြီးကတော့လေဝေတိုင်းတဖြောင်းဖြောင်းကျွေစင်းလာသည့်ကိုကိုတီးချောင်များကိုဝါရင်တွေ့တွေ့ကြီးသူ့ကိုငေးနေသည်တိုးပွားကြီးနာ သူမသွားအား တင်းကုတ်အစမှာနဘောက်ကြီးကိုအသာဆုပ်သက်ချော်ဆွဲရင်းအစာကွက်နားမှာထားလိုက်သည်မျက်နှုစိမ့်ဆိုနဲ့ကောက်ရိုးကိုနှမ်းပတ်ရေပဖျားနာသော အနံ့တို့ကတင်းလျက်ရှိပါ၏ထိုအချိန်မှာပင်ဥတိုင်းဥတိုင်းဘယ်သွားနေပြန်ပြီလဲဒီအဖိုးကြီးလန်းခေါ်တန်ကြီးကြားလိုက်ရတဲ့ဖြင့်နတင်းကုန်းနှင့်ကက်လက်ရဲ့စပတ်ကြီးဘေးမှဖြတ်ခါအင်ချစ်ဘက်စီအ мян ထွက်လာခဲ့သည်လေးပင်သုံးပေကံစောင်းကက်နှင့် လေဘောအင်ဂျီစေးဘူးတင်ရိတ်တွင်တက်သားကွက်ပြကြီးကိုခင်းကရေနွေးချက်နှင့်ငချောက်ဖုတ်ကိုမြည်ရင်လေပိုင်ရှင်ဥထုံးမောင်ကလှမ်းခေါ်လိုက်ခြင်းဖြစ်ပါသည်ဥတန်းကျော်သည်ကွက်ပြပေးတွင်အတာရက်ခါလက်ကလေးကိုနောက်ပြေး၍နောက်ထပ်ပေးလာမည့်အမိန်တံကိုနားဆွင့်ရင်းငြိမ်သက်နေသည်ကဲဒီမှာနွားရှင်နေနဲ့ဈေးဖြတ်ပြီးတော့ငွေက ခြေပြီးပြီတိုးွားကြီးနေရာမှာဒီအကောင်ကြီးကအစားဝင်ပါပဲခမရကောင်းကောင်းဂယုဆိုင်နော် မျက်စုတွေကိုင်းဒီချောင်းနာကတမန်ဆက်မှာຢာသေးတယ်မဟုတ်လားအလင်းမီအောင်ရိတ်ပြီးကျွေးညဘက်မှာလည်းရှင်မီးကိုးတွေထည့်ပြီးမှတေးသေးချာချာတိတ်ပါတိုးပွားကြီးကိုတော့တင်းကုတ်ထဲမှာထားတော့နဲ့ဒိုးဘက်ဝမ်းရောက်လာလို့လူဆုံရင်ဘေးမဲ့လှုပ်ပွဲစမှာဥတန်းကျော်အตาလှဲ့ပြီးထွက်ခဲ့ဤတင်းကုတ်ဘေးကိုကုတ်ပင်အောက်ကတိုးပွားကြီးနာအตาကတ်သွားသည်လေပင်ကိုအตาပုတ်တက်ပေးလိုက်တော့ခွာတစ်ချက်ချက်လှုပ်ရင်ဥတန်းကျော်ကိုခေါင်းဖြင့်အตาဝှေ့ဤ ။တွားပြီအောင်တော့တိုးွားကြီးရေ။ဒီနေ့မင်းကိုဘေးမဲ့လွတ်မှာကွာတည်ရလား။မင်းနဲ့ငါခွဲရပြီပေါ့ကွာ။တကယ်တမ်းတော့တိုးွားကြီးသည်ဥတိုင်းကျော်၏တွဲပတ်ဖြစ်ပါ၏။ရှင်နေရေတဲ့အတူတူကုံယုံကုံးပေါ်ယုံပတ်လည်းဖြစ်ပါ၏။သူတို့လက်တွဲလာခဲ့သည်မှာပင်နှစ်ပေါင်းမနည်းတော့ထို့ကြောင့်တန်ရောစင်တွေတွင်နေကြပြီ။ ဒီနေ့ကစပြီမင်းကြိုက်တဲ့နေရာကိုသွားလို့ရပြီမင်းမှနဖားကျိုးလည်းမရှိတော့ဘူးကွာဘသူအတွက်မှဝန်ထမ်းပေးစရာမလိုတော့ဘူးနော်မင်းဘဝမှာမင်းသာအရှင်မင်းသာတခင်ပဲဟေမင်းဘဝရဲ့နောက်ဆုံးအချိန်တွေကိုမင်းစိတ်တိုင်းကြတာနေနိုင်ပြီပေါ့ငါကလည်းတန်ရောစင်တွယ်မနေပါတော့နဲ့ကွာလွတ်လွတ်လပ်လပ်သာသွားပြီတော့အေးငါကတော့ တိုးပါကြီးသည်ဦးတိုင်းကျော်တို့တို့နှင့်ပြောနေသည်ကို နားလည်သည့်အလားနရွက်တောင်မခတ်ပဲပေ၍နားထောင်လျက်ရှိသည်လုံဝန်သောတင်မဆုံများပြည့်မောက်သောရင်ဘတ်နှင့်ကြောပြင်တို့ဘယ်ရောက်ကုန်ပြီလဲမသိနှစ်ပေါင်းများစွာလဲတဲ့ရတဲ့ရှုံနေရည်ထဲမှာကုန်း၍ရုံးကြရသဖြင့်တိမ်ချိုက်ခွက်ဝင်ကုန်ကြပေပြီ။ တောက်ပချွန်းဆိုသောမြောင်းဝန်းကြီးတို့နေရာတွင်ဝေဒီမုံမွဲမျက်ရှိခဲတို့ဖြင့်ပြည်သောမျက်လုံးတို့ကနေရာယူထားခဲ့ကြပေပြီ။သွားတွေတောင်ယာရင်နဲ့ပဲ့ရဲကုန်ပြီ။တေတေကြာကြည့်လည်းရင်အယိုးစုကြီးပေါ်မှာတရေချက်ကြီးဖုံးထားသလိုရှုံ့တော့တော်ကြီးဖြစ်နေပါပကော။တချောင်းချင်းရေတွက်နိုင်သောအပြိုင်ပြိုင်ထနေသည့် နိုင်ရိုးကြီးများကိုဂယုနာတက်စွာ ပုတ်တက်နေမိစေမှာပင်ဒိုးဘဝိုင်းသည်အိမ်ရှိသို့ရောက်၍လာခဲ့လေပြီ။ ဘေးမဲ့အပေးခံရသောတိုးပွားကြီးအတွေ့ရွာသားတွေမှာပျော်ရွှင်နေကြသည်တိုးပွားကြီး၏ဂျွန်းတစ်ဖက်တွင်တပြေးပန်းခတ်တွေရှိလို့လဲပန်းရှင်ဦးထွန်းမောင်တို့ဇနီးမောင်နှံကငွေဖလားတွင် ရွှေရည်ငွေရည်အမွှေးနှံသာတွေထဲ့ကတိုးပွားကြီးကိုပတ်ဖြန်းလို့ဒိုးဘတန်ကမြိုင်လို့ကိုညိုနဲ့ငခွေးကြီးတို့ကလည်းကိုေးအောင်ကလို့ပေါ့လက်ခုတ်တန်တွေရဲတန်တွေကလည်းစီညံလို့ တိုးပါကြည်ဤဘေးမဲ့လှုပ်ပွဲက စီကား၍နေပေတော့သည်ဦးထုံးမောင်တို့ကတော့ဗျာစေတနာသရတရားကလည်းထက်တန်းအကျိုးပေးကလည်းကောင်းကုသိုလ်ဒါနတွေလည်းမပြတ်တမ်းဆိုတော့ခမည်းတော်အတွေ့ကျုပ်တို့ရွာသားတွေဂုံယူတဲ့ပြို့နောက်နောက်လည်းအခုလိုပဲကောင်းမှုကုသိုလ်တွေလုပ်နိုင်ပါစေဗျာရွာလူကြီးဥဒကျော်ဤရှိသူတန်ကိုနားထောင်ပြီး လဲပိုင်ရှင်ဦးထွန်းမောင်တယောက်မှာဗဇက်ကြီးနရွက်တက်ချိတ်တော့မတဲ့တဟဲဟဲနဲ့သဘောတွေကြလို့နေတော့ဤဟေးကောင်တိုင်းကျော်နွားတွေတော့တကောင်ပြီးတကောင်အလှဲ့ကြဘေးမဲ့ဖြစ်ကုန်ကြပြီမင်းရောဘယ်တော့ဘေးမဲ့သွားမလဲပြောပါဦးကွာဥဒကျော်ကတငယ်ချင်းဖြစ်သူဦးတိုင်းကျော်ကိုစလေသည်ဦးတိုင်းကျော်ကတော့ခေါင်းကြီးကိုငုံပြီးငြိမ်သက်၍နေသည်အေးလေ သူတို့ကတော့ပြောအားရှိပေတာပေါ့သားတွေတမီးတွေကလည်းမိမန်းဖာမန်းတိတတ်ကြစောင့်ရှောက်ကြတော့မတောင့်မတမပူပမင်းနေနိုင်ကြတာပြီကိုငါမှာတော့ရှိတဲ့သားတယောက်တမီးတယောက်ကလည်းဘယ်အရက်ဘယ်ဒေသစီရောက်နေလဲမသိစားလဲမလားလူလဲမရောက်တာကြာပြီမဟုတ်လားအိမ်သူအဖွားကြီးတောင်ဆွန့်ခွာသွားတာဆယ်နှစ်ဆယ်မို့မကတော့တာလေငါလိုအိုမင်းမဆွမ်းကြီးကို ကိုရှိကိုလည်းမှအနိုင်နိုင်တည်နေရသူကို ကြီးဆောင်ငှက်နေနွားချံဆောင်အစာရေရေခတ်စားတဲ့အလုပ်တွေပေးပြီးအဖေကလေးမှနေခွင့်ပေးထားတဲ့လဲရှင်ဥထုံးမောင်ကောင်းပြီလို့မဟုတ်လားတယောက်တည်းငိန်ကတွေ့ရင်ဝမ်းနဲ့အားငယ်စိတ်တွေက တရိပ်ရိပ်နေဘေးမဲ့လှုပ်ပွဲလာကြတော့ရွာသားများအတွေ့ရာဝင်အိုးကြီးနဲ့ဖြော်ထားသောရှာလက်ပဲရေတိုက်တဲ့နေရာတွင်တော့လူတွေမှာဝိုင်းအောင်က အလူအရဲ့တိုးဝှေ့နေကြသည် တိုးပါကြည့်ရေတွားပြီတော့ဟာနင်းတွားခြင်းနဲ့နေရာတွားစားခြင်းနဲ့နေရာစားအိတ်ရှင်နဲ့နေရာမှာအိတ်နင်းလှုပ်လှက်သွားပြီနင်းကိုလှုပ်လှက်ခွင့်ပေးလိုက်ပြီတိုးပါကြီးကိုဘေးမဲ့ပေးလိုက်ပြီဟေးဦးထုံးမောင်ရဲ့စကားဆုံးနဲ့ရွာသားတွေကလက်ခုပ်တံတွေတပြောင်းပြောင်းတီးကဩပါပေးလိုက်ကြ၏တတလုံးတဘိုးအောင်မှာကုန်းမီးယုံခဲ့သမျှအခုတော့လွတ်လပ်သွားပြီပေါ့တော့ကောင်းပါပလေတိုးပါကြီးရေနင့်ကိုဒိုးများအားကြတဲ့ဟေ့ အရေးငွေရှင်ဤအာရဝန္တာကျွေးကြော်တန်ကလက်ခုတ်တံများကိုပင် ဖုံးအုပ်၍သွားလေတော်၏နတင်းကုံနောက်ဖက်လေခွင်းအဆက်တွင်ရက်ခါတလန်းချင်းလှမ်းပြီးတရွေ့၍ဝေးဝေးသွားသော တိုးပွားကြီးကို ငေးရင်တိုးပွားကြီးဘေးမဲ့ပေးခံရခြင်းအတွေ့ဦးတန်းကျော်တယောက်မှဝန်နေဝန္တာဖြစ်လျက်ရှိပါ၏နှစ်ပေါင်းများစွာဒိုးဒူပေါင်းဘက်တွဲလုခဲ့သောတိုးပွားကြီးနှင့် ခွဲခွာလိုက်ရသဖြင့်ရင်ထဲမှာတော့ခန်းစားလိုက်ရသည်မှာတော့အမှန်ပင် သူတသက်လုံးမှာလဲပိုင်းရပိုင်းမရှိခဲ့သူတော်ဘာဤလဲရမည်တခွင်၌အခါစားစရင်ကားခေါ်သည်လဲကိုလီဘဝဖြင့်တဖုံတဖုံစားတငါဘဝဖြင့်တနည်းကျင်လည်ခဲ့ရပါ၏မင်းတွင်မိုးမိုးဆောင်းဆောင် တိုးပါကြီးတို့လိုနွားများနှင့်အေးဒူပူများရုံးကန်လာခဲ့ဒီမှာနှစ်ပေါင်းကြာခဲ့ပြီဗောနွားတွေကမျက်နှာကောက်ရိုးစားကနတင်းကုတ်တွင်အိတ်ကြရပြီ ဦးတိုင်းကျော်တို့တို့ဆင်းရင်းကားတွေကတော့ငစိန်ဆန်နဲ့ငပိရီတို့စရာစားပြီးတဲတဲတင်အိယဒီတာကြွားသည်ပင်မဆင်းရဲစွာ သူတပားအတွေ့ရုံးကန်ပေးရသည်ကတော့အတူတူပါပင်နွားတို့ဤအင်းနှင့်အားနှင့်ရုံးကန်နိုင်သောကာလကာလကလူထက်တိုးတောင်းလာသည်ဖြစ်ရာယခုလို အသက်80ဝန်းကျင်ကာလအတွင်နွားတွေကိုဘေးမဲ့ပေးသည့်ပွဲပေါင်းမှာများစွာကြုံခဲ့ဘူးလာပြီတိုးပါးကြီးအရင်ကငနီး မနိအရင်ကဘိုးတင်ကြီးဘိုးတင်ကြီးအရင်ကအင်းသူ့သူ့အရင်က တွေးရင်တွေးရင်စဉ်းစားပြေမရတော့အသက်အရွယ်အရာမှတ်ညံတွေရှို့ယွင်းလာခဲ့ပြီ။ကာယအင်အားတွေဆုပ်ယုပ်လာခဲ့ပြီ။အသက်အရွယ်ကြီးလာရင်ဘာမှမကောင်းတော့ပါလား။ဒါကြောင့်လဲအိုမင်းမဆွမ်းဆိုတဲ့ဇကားကို ရှေ့လူကြီးများထားခဲ့တာဖြစ်မည်။တိုင်းကျော် တိုင်းကျော် အိုလာရင်မင်းဘာမှမစွမ်းတော့ပါလားကွာနော်လေးကန်သောရှီလန်းများဖြင့်နတင်းကုတ်ပင်သူအိတ်ဆက်ရာအဖီကလေးတဲ့သို့လှိမ့်ဝင်လာခဲ့သည်စစ်ခနဲစစ်ခနဲနာကျင်နေသောရင်ဘတ်ကလေးကိုအသာဖိရင်တတလိုတတညာကွက်ပစ်ကလေးပေါ်အသာလှဲကအသက်ကို မြင်း၍ရှူနေရသည်မြစ်ထက်ထက်ဒဏီဟောင်းကလေးမိုးထားသော အဖီကလေးဤဝါအရှင်တန်းတွင်ပြေကူအိမ်တွင်နှင့် ပွေလင်ချက်လျက်ရှိပြီးကျူပြာတစ်ချက်သာခြားထားသော အရှားတစ်ဖက်ရှိနတင်းကုန်းမှာနရှိနှံတေးနှံတို့ကဆူရှစွာလွင့်ပြန်လာနေသည်ပေးကိုအိမ်တွေကိုတိုးဝင်နေသောရင်ကောင်းသည်အားရှိသမျှအတောင်တစ်ဖက်အဖက်ခတ်၍ရုံးထွက်နေသည်အတောင်တစ်ဖက်လွတ်သွားလျင် အရှားတစ်ဖက်ကညှိနေပြန်ပြီအတောင်တစ်ဖက်လွတ်ပြန်တော့လေရှေချောင်းတွေမှာစီးကပ်စွာဖြင့်တွယ်ညှိနေသောပေးကိုမြင်နေကဆွဲယူဖမ်းရှုပ်ထားပြန်ရှိ၏ တွန်းနေပင်အစာချောင်းနေသောပင့်ကိုကြီးကအသွေးအသားများကို အာသာငန်းငန်းစားတော့ရန်တဖြည်းဖြည်းအနာသို့တိုး၍တိုး၍လာနေရှိပြီခဝေးဝေတောတန်းကလေးစီမှရွှဲ့ရွှဲ့နှဲနှဲတွန်းကျူးလိုက်သောအုပ်အောတန်ကလေးကအေးသွဲသွဲလေးပြေကလေးနဲ့အတူပြန့်လွင့်လျက်ရှိသည်တခါတရံဆုံးမသွားပြီဖြစ်သောဇနီးကိုတတိယနေမိသည်တခါတခါဘဲစီဘဲဒီတမှရောက်နေမှမသိရသောသားနှင့်သမီးကိုလွမ်းဆွမိသည် အတွေးတွေက ရောက်ရက်ခက်ပြေးလွှားလျက်ရှိပါ၏သူအိတ်ဆက်ရာအဖေကလေးပဲရှိကိုကိုပင်ကြီးပေါ်မှာကိုကိုတီးကြောင်များကြွေကြတံကိုကြားရတော့အခါသူနှင့်လောက်ဖို့အကင်ဘက်နွားကြီးတိုးပွားကိုတွား၍တတိရမိပြန်သည်ရှုံမြလာတော့ကိုကိုတီးကြောင်များကို တိုးပွားကြီးမှာအလွန်ကြိုက်ဆော့ဆော့ကစူညံပွက်လောရိုက်နေခဲ့တော့လူတန်ဒိုးဘတ်တန်တို့ကမရှိတော့ပါဘူးပတ်ဝန်းကျင်တစ်ခုလုံးမှာတိတ်ဆိတ်လျက်ရှိပါ၏ ဒဏီမိုးအတွင်းဘက်မှာခိုကပ်နေသောအိမ်မြောင်ကလေးတစ်ကောင်၏စုတ်ထိုးတန်ဒီပင်ပတ်ဝန်းကျင်ကိုမြေဟေးရိုက်ခက်လျက်ရှိယခုအချိန်သို့တိုးပွားကြီးတစ်ကောင်ဘဲစီသွား၍ဘာတွေစားနေမှာပါလဲတိတ်ရိတ်ဝါရိတ်ကောင်းကောင်းမှခွန်နာရင်စက်မြုံပြန်နေမှာလားဒါမှမဟုတ်ရှောင်းယိုးတမန်ယိုးပေးမှရှုံးစုံနုဤသောပန်းတော်ဖြူမြက်ကလေးတွေကိုပဲတွားပြေးဝါစားနေမှာလားနဖားကျိုးမရှိလမ်းကျိုးမရှိ ရှိတိုင်းမရှိတော့တဲ့ဘဝကိုငါအားကြလိုက်တာ တိုးပွားကြီးရဲ့။အိုးမဖြစ်သေးပါဘူး။တိုးပွားကြီးနဲ့ငါနဲ့ဘဝချင်းမှမတူပါကလား။တကယ်လို့များငါ့ကိုလဲရှင်တွေက တိုးပွားကြီးလို့ဘေးမဲ့ပေးလိုက်ပါပြီတဲ့။ဘယ်မှာသွားနေ၍ဘယ်မှာသွား၍စားရပါ။တွင်းရင်တွင်းရင်ကပင် ထိတ်လန့်တကြားထား၍ထိုင်လိုက်မိရှိ။မဖြစ်ဘူးမဖြစ်ဘူး။တိုးပွားကြီးလို့ငါဘေးမဲ့သွားလို့မဖြစ်ဘူး။ လယ်ရှင်နေကျင့်တတ်အောင်လှုပ်ပေးနိုင်မှငါ့ကိုနှင်မထုတ်မှလယ်ရှင်နေကြည်ဖြူပါမှငစိမ့်စံကလေးရှင်းမောင်းရေကျဲကလေးငပိရေကလေးမှန်မှန်စားပြီးဟောဒီနတင်းကုတ်ပေးမှအဖေကလေးမှနေခွင့်ရမှာလေရုတ်ကနေမတ်တက်ရက်လိုက်တော့အခါခေါင်းထဲကတရေရေမူပြီးရင်းတွေမှာတလက်လက်ခုန်နေအာတင်းကအဖေကလေး၏နံရံတွင်ထိုးထားသောမျက်ရည်တစ်စင်ကလေးကိုယူ၍ခါးတွင်ထိုး၏ ညထုံးထုံးရန်ကျိုးတက်လန်လောက်ချော်ကျိုးကိုယူ၏ဥထုံးမောင်သူ့ကိုမှားထားသည်မဟုတ်ပါလောနောက်ရောက်လာသောနွားအတွေ့အစာကောင်းကောင်းမျက်နှုကောင်းကောင်းကြွေးဖို့ရှင်မီးကိုထဲ့ဖို့နတင်းကုတ်ကိုတန်ရှင်းထားဖို့အိုးအလုတ်တွေလှုပ်เสียရတွေက အများကြီးပါကလားတွားမှာတွားမှာနောက်တနေ့နနခင်ကွင်းလေတွေတဟူးဟူးတိုက်၍ကုတ်ကိုသေးတွေတဖျောဖျောကြွေနေချိန်တွင်လေရှင်ဥထုံးမောင်၏နောက်ဖေး နတင်းကုတ်ဘေးအဖီကလေး၌လူတွေတယုံယုံစကားသံတွေကလည်းတညံညံနဲ့ရှိနေစိတ်မကောင်းလိုက်တာကွာမနေ့ကဘေးမဲ့ပွဲမှာတော့ငါသူ့ကိုစမိသေးတယ်နအိုကြီးတွေကတကောင်မီးတကောင်ဘေးမဲ့ပေးခံနေရပြီမင်းအလှဲ့ဘယ်တော့လဲလို့ဟောဒီစီးမရှိကမ်းမရှိပါဇက်ကပြောမိသေးတာကွာ မိုးတန်ပါကြီးနဲ့ဝမ်ဝမ်ဘတ်တနေပြောကသူ့ပါးကိုသူရိုက်နေတဲ့ဥတာကျော်ကို ရွာသားတွေကဝမ်းရွေဆွဲထားကြရည်ဟုတ်ပါတော့မနေ့တုန်းကကျုံနယ်လဲစကားတွေပြောဖြစ်သေးတယ်တိုးပါကြီးဘေးမဲ့ပေးလိုက်တာဝမ်းတာလိုက်တာတော့ရှင်ကောဝမ်းမတာဘူးလားလို့မေးတော့ဘာမှမပြောဘူးတော့တော်ကဖះကြီးဖက်ငေးပြီးမျက်နှာလဲမကောင်းချဘူး ဖားငွေချင်းကမျက်ရည်တုပ်ရင်ပြောသည်မနေ့ကညနေတုန်းကတော့အကောင်းကြီးပါဗျာကိုင်းဒီချောင်းပြားကနေနွားမျက်စာတုံးကြီးမနိုင်မနေထားလာတာကျွန်တော်တွေ့တော့တာအဘကတဲပြီးအလုပ်ကြိုးစားနေတာ ဆိုပြီးစလိုက်တော့ကြုတ်ကိုဆဲသွားသေးတယ်ဗျငခွေးကြီးကစိတ်မကောင်းစွာဖြင့်ပြော၏ဆွေမျိုးသားကြီးနေမဟုတ်တော့ကြရက်စွေရမျိုးတွေဖြစ်၍ရုတ်တရက်တည်ဆုံသွားတော့ဥတိုင်းကျော်အတွက်စိတ်မကောင်းဖြစ်ကြသည် ။စောင့်စရာမျှော်စရာမရှိတော့ဧကန်စကားပြောမည်သူမရှိတော့ဥတန်းကျော်၏အာတုပကို နေချင်းကြီးတုတ်တန်ပို့ပြကြလေသည်။ရွာကလေး၏တောင်ဘက်ရှောင်းကလေး၏အဖျားတွင်ရှိတော့ရွာသိန်းညိုင်းသို့ရှေးချုကသွားနေသည့်အာတုပပို့လူအုပ်ထဲတွင်ငိုယိုပူဆွေးသူမရှိမျက်ရည်ကျသူမရှိတက်သူချက်သူမရှိမိတ်ဆွေအပေါင်းအသင်းစုစုပေါင်းလက်ဆယ်ချောင်းပင်မပြည့် လေရှင်ဦးထွန်းမောင်တို့မိသားစုထဲမှာတဦးတယောက်မှလိုက်ပါပို့ဆောင်ခြင်းလည်းမရှိ တိတ်ဆိတ်စွာရှောက်ကပ်စွာဖြင့်တရွေ့ရွေ့ရှေ့သို့သွားနေစေရှေ့ကအလောင်းထန်းသူ၄ယောက်ကတော်ပွဲရွက်သူ၁ယောက်ကြေးစီထန်းသူ၂ယောက်နေဖွားငွေရှင်ဦးတာကျော်ငခွေကြီးကိုညိုကြီးတို့လူတိုက်တရွေ့ရွေ့နေတုတ်တန်စီတို့ငိန်သက်စွာသွားနေကြသည်ဟိုးအနောက်ဖက် တောတန်းစီမှာ တွဲလဲခိုတော်မိနေလုံးကြီးကငိုထားလွန်း၍တမျက်နာလုံးနီးရဲနေသောမိမတယောက်၏မျက်နာနှင့်ပင်တူရှည်တော်၏။နှာမုတ်တံပြင်းပြင်းနှင့်ဒိုးပတ်အပ်မြေပြင်ကိုကောက်ကက်မီအောင်ခွာတန်းကြားရသဖြင့်နောက်ဆုံးမှလိုက်လာသောဥတာကျော်ကအလံတကြားလှဲ့ကြည့်ပြီ။ဟာတိုးပါကြီးဟေးတိုးပါကြီးကွာတိုးပါကြီးကသူ့ရဲ့လှုပ်ဖို့ကင်ဘက် တိုင်းကျော်အာသူဘကိုလိုက်ပို့တယ်ဟေး တိုင်းကျော်သေးတာဘက်နဲ့သိတယ်လည်းမပြောထားဘူးကွာနွားပေမဲ့တချို့လူတွေထက်ကျေးဇူးတိတတ်တယ်ကွာတိုင်းကျော်ရေးမင်းအာသူပကိုတိုးပါချီလိုက်ပို့တယ်ကွာမရှိတင်ငယ်ပြောရင်က တိုးပါချီရဲ့လက်ဘင်းကိုဆွဲ၍ဖတ်သည် တိုးပါကြီးကနှာမုတ်တံပေးပြီးခွာတချက်ချက်လှုပ်၏တိုးပါကြီး၏ဂျွန်းနဖက်တွင်တပြေပန်းခတ်တွေရှိလျက်သားရှိသည်သို့တော်နွမ်းလျှောက်နေရှိပြီပဇောင်နဖက်မှာတော့အမြုပ်တွေတစီစီနှင့်အယိုးပေါ်အရေတင်ဝမ်းပါကြီးပူလိုက်ဖောင်းလိုက်နှင့် အသက်ကိုအငမ်းမရရှူနေသည်ဘလောက်ဝေဝေးကပြေးလိုက်ရသည်ကိုပင်မသိနိုင်တလိမ့်ဆန်ဖြစ်ပေမဲ့ကျေးဇူးတရားတော့တိတက်လိုက်တာနော် သူနဲ့အတူရှင်နေရေတန်းမှာရုံးပေါ်ရုံးပတ်သူတခင် နောက်ဆုံးခီးမှာ လိုက်ပို့တာတိတ်အံဝဲစရာကောင်းလိုက်တာရှင်ဖားငွေရှင်ကစိုးနှင့်စွာဖြင့်ပြောသည်တွားပြီအောင်တော့တိုင်းကြော်ရေတွားပြီအောင်တော့ကွအခုမှတကယ်ဘေးမဲ့ဘဝကဘေးမဲ့ဘဝကို မင်းရောက်သွားတာကွထမင်းလေးတစ်လုံးစားရဖို့တဲဆုပ်ကလေးမှာကြောတခင်းစာနေရာကလေးရဖို့ လဲချင်းနေကြည်ဖြူအောင်အသက်အရွယ်နဲ့မလိုက်လှုပ်ပေးကင်ပေးခဲ့တဲ့ဘဝကနေအခုတော့မင်းတကယ့်ကိုဘေးမဲ့ရသွားပြီပေါ့ကွာဥဒကြော်ဤစိုးနေနေအတန်ကလဲခွင်းပြင်တွင် လွင့်ပြန့်၍သွားပါသည် လူတစုနှင့် နွားတကောင်လိုက်ပါပို့ဆောင်သောအတုပဖို့ခရီးသည်တိတ်ဆိတ်စွာဖြင့်ရွာသိန်းကြီးနှင့်တရွေ့၍နီးလာခဲ့ရှိပြီနွေနောင်းရသည်ဤကောင်းမြင်သည် တိမ်တိုက်တို့ပိတ်ဖုံးကား ုံမှန်ရွေလျက်ရှိအခါမဲ့မူရွာနိုင်ပါသည်ဟုတ်ကဲ့ဝိထုတော်လေးကတော့ idem ပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုယ်စိတ်နှပါရှင်လန်းရှမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ